မင်္ဂလာပါဒီနေ့ရဲ့ Shelling Team Project နေ့ကြိုးဆိုပါတယ်ဒီမှာ၃ရဲ့ remote control လေးရုပ်တရက်နေလို့မရတာမျိုးတမမို့ခလေးကစားဆရာကားလေးကရက်သွားတာမျိုးအားလုံးဂျုံဖို့ကြမှာပါအဲ့ဒီခါမှာ battery ကုန်တာလားဒီစီးခိုးတိုင်းကပြက်နေတာလားဆိုတော့အတိအကျသိချင်တဲ့အခါအရန်သုံးဝင်တဲ့ DD9205A digital multimeter digital multimeter အချောင်းကိုအသေးစိတ်လေ့လာသွားကြမှာဖြစ်ပါတယ်အားလုံးလေးစဉ်းစားကြည့်ဖို့ကြမှာပါ remote control ကအလုံးမလုံးတော့ဘူး အထဲကဘက်ထရီကတကယ်ပဲကုန်သွားပြီလားတိချလို့လားဒါမှမဟုတ်တခြားပြဿနာတစ်ခုခုများရှိနေတာလားဘယ်လိုလုပ်ပြီးအတိအကျသိနိုင်မလဲအဲဒီလိုမိခွန်းအနေနဲ့ခြားခြားလက်ဆက်ဆိုင်ရာပြဿနာပေါင်းစုံကိုဖြေရှင်းပေးနိုင်တဲ့သူရဲ့ကောင်းကြီးတွေကတော့မော်ချီမီတာပါပဲသူကဘာတွေလုပ်ပေးနိုင်လဲဆိုတော့ volt အား current နဲ့ခုခံအား resistant လိုမျိုးလက်ဆက်ဆိုင်ရာတိုင်းတာမှုမျိုးစုံကိုလှုပ်ဆောင်ပေးနိုင်တဲ့ဆွဲဆောင်သုံးကြီးရာတစ်ခုဖြစ်ပါတယ်ကဲဒီနေ့မှာတော့ multimeter ဆိုတာဘာကြီးလဲဆိုတာကနေစမယ် ို့မပါဘိုင်းတွင်းတွေပါလဲအခြေခံအားဖြင့်ဘလို့တိုင်းတိုင်ရမလဲတို့ဘလို့အလုံးလုံးလဲပြောအရေးကြီးဆုံးဖြစ်ချက်လုံးချုံရင်ဆိုင်တာတတိပိတ်ချက်တွေချီအားလုံးကိုချက်ခုချင်းစီပြောပြသွားမှာပါဟုတ်ပြီပထမဆုံးအနေနဲ့ဒီခေတ်ရာကိုယုံကြည်မှုရှိရှိနဲ့ကျွမ်းကျွမ်းကျင်ကျင်အတောင်ပြုတ်နိုင်ဖို့အတွက်တို့ရအဓိကအစိပ်ပိုင်းနေနဲ့ချက်ခုချင်းစီရင်းနှီးအောင်လုပ်ကြရအောင်တဲ့တို့ရအဓိကအပိုင်းထံသွားရကိုကြည့်လိုက်အောင်အပေါ်ဆုံးမှာတိုင်းတရာလဲဂင်းခနဲနေကိုပြမယ် LCD မျက်နှာဖြင့်ပေါ့ရုပ်တီအလဲကအကြီးကြီးဟွဲလို့ရတဲ့ခလုတ် rotary switch လို့ခေါ်တယ် 八个詹姆斯那个迪克隆的越野嘛，别的的嘛，俺呢呢，俺呢样我教你抢，测试的是不咯？哎，教你突破这阿宝的八哎，比如在场的单伯哥看到没他钱，伙伴真呢，把瓦克鲁多八位买。阿古，第一宝这讲过，A D C L C O M 说啦讲，他们个表达撇逼，俺呢样我教个八百单子，第一宝嘛，阿没得出差呀没？大家没猜来着？俺呢样教个个，富阿最酷看阿雷罗，帮我们单单目的着，F O M A 说的阿宝嘛，差呀没？ 嗯，趁 M P R T 睡了，那时阿喵喵担心的所以呢，趁 A 手里阿包裹标出被阿妈吧。给，阿是班里个弟弟说咯，阿龙四龙小时阿刚从班个幺八比，弟弟有热弟弟阿个列队转接目标标内部，且看单打你那个雷达机样。就是阿李家说，阿龙没路亚嘞，七七只苦路八百，我不嘛。battery low DC voltage 三千元，V 八嘛，门票呢，十点八日定义大个月。 印度米罗伊西波特单金人 VB 加蓝蒙山定义大国约萨特片八国单金人列克勒国北国列阿姆内索拉国先学了林皮比塔拉吧。给阿萨姆梅盖的白吹国单机啊，爸妈从阿内样做过空吗？阿内样做过 V O 妹妈的吧？并以列克勒国 D C V B 车定义了是类比带麦白吹服阿特米的 range 酷个约吧。我爸妈 one point five volt 白吹一段 twenty volt 个约差来啵。 ပြည်သားနဲ့အနီယောင် Pro ကိုအပေါင်းဆုံးမှာအနက်ယောင် Pro ကိုအနုဆုံးမထောက်လိုက်တာနဲ့ LCD မှာသူ့ရဲ့ဘိုးအားကိုမြင်ရပါပြီ။အရန်လွယ်တဲ့ဟုတ်ဒီမှာပြထားတဲ့ဥမာကတော့12 feet charger တစ်ခုကိုဈိုင်းတာထားလာပါ12.97 volt ဆိုပြီးဂျင်းင်းတဲ့တန်ဘိုးတစ်ခုကိုပြနေတာက charger ကောင်းကောင်းအသုံးလုပ်နေတဲ့စတာကိုပြပါလေ။မိုးရင်ဖို့အားထက်နည်းနေလေးပုံများနေတာကဝေမရှိသေးတဲ့အတွက်ဒါကပုံမှန်ပါပဲ။အင်ဒုံမီပလပောင်လို့ AC voltage ကိုတိုင်းတာကတော့အញ្ញံအញ្ញံကိုတတိချရပါမယ် အသက်အန္တရာယ်ရှိနိုင်မှာမယ်လက်ခလုတ်ကို ACV VB ရလိုင်းတုံမုံဘက်ကိုလဲပြီး range ကို 750V လို့အမြတ်ဆုံးမှထားတာအကောင်းဆုံးမှာပဲပြီးမှ Pro တချောင်းစီကို Black Box ပေါက်ထက်ကိုလုံးဝမထိမိအောင် view တစ်ဆက်ထည့်ပြီးတိုင်းနာရမှာဖြစ်ပါတယ်ဝါယာကြိုးတချောင်းတမုံကို fuse တစ်ခုပြတ်တောက်နေသလားစစ်ဆေးဖို့အတွက်ကတော့ continuity test ကအလွယ်ဆုံးပါပဲ။လက်ခလုတ်ကိုအတန်ပုံစံတင်ခဲ့တဲ့ audio symbol စီလိုက်ပြီးဝါယာကြိုးရဲ့အစုံတစ်ဖက်ကို probe တင်နဲ့ထောက်လိုက်ပါ။ ။တီးစပီအတမ်းမြင်လိုက်ရင်တော့ဝါယာကြိုးကကောင်းတဲ့ဆက်သွယ်မှုရှိနေတယ်လို့ဆိုလိုပါရယ်။အတမ်းမနေပဲ display မှာဝမ်းမပြနေရင်တော့ကျိုပြက်နေတာပါ။အခြေခံအတိုင်းဒါနီးတွေကိုတီးတွားပြီဆိုတော့ဒီကိယာလီရဲ့နောက်ွယ်ကအလုံးလို့ပုံနဲ့သူ့တကယ်လို့ဆောင်နိုင်တဲ့တခြားအစွမ်းတွေကိုအနှံငယ်ချုံးကြည့်ကြရအောင်။ဒါတော့လုံးဝမမတင်တဲ့အရေးကြီးတဲ့အချက်တစ်ခုပါ။ Voltage ကိုတိုင်းတာတာက ရေပိုက်တစ်ခုမှာရေဖိရဘယ်လောက်ရှိလဲဆိုတာကိုဘေးကနေခွာပြီးတိုင်းတာလို့ပါပဲ။ဒါကြောင့် diamond pc နဲ့အပြိုင် parallel ချိတ်ဆက်ပြီးတိုင်းရပါတယ်။လက်ရှိကြောင် current ကကြတော့ရေပိုက်ချင်းမှာရေဘလောက်စီးနေလဲဆိုတာကိုတိုင်းတာလားဖြစ်လို့မီတာကိုယ်တိုင်ကရေပိုက်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တော့အောင်တစ်ရှင်တဲ့ serious ချိတ်ဆက်ပြီးတိုင်းတာလားဖြစ်ပါတယ်။ဒီမီတာဟာအခုနောက်ကပြောခဲ့တဲ့တိုင်းတာမှုတွေအပြင်ရက်စစ်စီးဆင်းမှုကိုတိုင်းတာတဲ့ current 这是 C 型母过不老差 C 差嘞等差嘞 Resistance，这是过只两爪被 C 型管拄着加油的高么高 C 差，这是算 N 多老人算过等差嘞 Capacitance，才搭里过嘞楼上人买的的。都不老老老的嘞说那个有,有信心先表扬你，对不对嘛？Analog to digital converter ADC 六块嘞 Chip 去搞二维码嘞，第 Chip 家 Probe 这家内边来嘞 Analog 是 C 型母过，在那路面的亚嘞 LCD 没那边报告，底下嘞跟个那内撇表嘞比了吧？ အခုဒီရှင်းလင်းချက်တစ်ခုလုံးရဲ့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။လက်စနစ်လုံးလုံးတဲ့အခါအန်ဒီရဲ့ကင်ဖို့ကအရာအလုံးထပ်ဖို့အရေးကြီးတာမို့လို့ဒီပိုင်းကိုအချိုးကယူပြုစေချင်ပါလေ။အမီရန်တတိယရမှာကတိုင်းတာလာမန်ဖို့ထက်အန်ဒီရဲ့ကင်ဖို့ကနံပါတ်1ဦးစားပေးဖြစ်ရပါမည်။လိုင်းနာမဲ့အဓိကစီကန်းတွေကိုတစ်ခုချင်းစီတိချကြည့်သွားရအောင်။ပထမဆုံးစက်ကစ်တစ်ခုကိုမတိုင်းတာခင်မှာ function နဲ့ range ကိုအမီရန်ဂျူတင်ရွေးချယ်ထားပါ။ဒုတိယ resistance ဒါမှမဟုတ် continuity စစ်ဆေးမယ်ဆိုရင်စက်ခက်ချက်ပါဝါကိုလုံးဝပိတ်ထားရပါမယ်။တတိယမီတာမှာသတ်မှတ်ထားတဲ့အမြင့်ဆုံးဘူအားနဲ့လစ်စီချောင်းကိုပြတော့မှကျော်ပြီးမတိုင်းပါနဲ့။နောက်ပြီးအထုံးမပြုတ်ခင်တိုင်း disley ချိုးတဲ့ပစ္စည်းနေတလားစစ်ဆေးပါ။အထူးသဖြင့် 60VDC ဒါမှမဟုတ် 25VAC ထက်များတဲ့ဘူအားတွေနဲ့အလုံးလုံးတဲ့အခါအလွန်တတိထားရပါမယ်။ကဲအခုဆိုရင်ဒီအသုံးဝင်တဲ့ကိစ္စရာကိုဘယ်လိုယုံကြည်မှုရှိရှိအသုံးပြုရမလဲဆိုတော့ ကျွမ်းကျင်မှုအတက်ခုကိုအလုံးပိုင်ဆိုင်သွားမှာပြီအဓိကအချက်တွေကိုပြန်ချုပ်ကြည့်ရအောင်အချို့အပြင်ပြောရရင်လည်းဒီ T925 A ဟာလက်စပြတ်တမာဒီအိုရှာဖွေဖြည့်ရှင်ဖို့နဲ့ electronic pc ကိုစစ်ဆေးဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ဆက်စုံတုံးအတုံးမြူရလွယ်ကိုရဲ့ကိရိယာကောင်းတစ်ခုဖြစ်ပါတယ်အစကတော့ပါမမတိရှုပ်ထွေးရဲ့ဒေတာတလုံးလို့ထင်ခဲ့ရတာအခုတော့အစွမ်းထက်ကြိတ်ပြဿနာဖြစ်ရှင်ရေးကိရိယာတစ်ခုဖြစ်အလုံးမြင်သွားလို့ပြီးတော့မျောလင့်ပါတယ် ပထမဖြစ်နေကိုတည်သွားပြီဆိုတော့ကဲကိုကဝင်းချင်မှာရှိတဲ့ဘယ်ပစ္စည်းကိုပရမဆောင်ဆက်ပြီးတိုင်းတာကြည့်မလဲဒီနေ့ရှင်းလင်းချက်ကနေအသိပညာအသက်တွေရရှိသွားပြီးရက်စပစ္စည်းတွေကိုကန်ကြွယ်ရမှာပို့ပြီးရောက်ချင်မှုရှိလာမယ်လို့မျှော်လင့်ပါတယ်နောက်တစ်ခေါက်မှဖြန့်တွေ့ကြပါမယ်မြန်မာဈေးဆိုင်